အားလုံးပဲမင်္ဂလာပါဆရာမလေးရဲ့စာဖတ်ပြမယ့်အစီအစဉ်လေးကနေပြီးတော့ပြန်လဲကျူစုလိုက်ပါတယ်ဒီနေ့ဆရာမလေးကငါတို့မှာငါတို့ရှိရဲဆိုတဲ့စာအုပ်ထဲကစောင်းမလေးတစ်ပုဒ်ကိုထပ်မံဖတ်ပြသွားမှာဖြစ်ပါတယ်စောင်းမလေးမဖတ်ပြခင်မှာငါတို့မှာငါတို့ရှိရဲဆိုတဲ့ကြပြလေးကိုပြန်လဲဖတ်ပြချင်ပါတယ်နားဆင်ပေးကြပါအောင်ရှင်ငါတို့မှာငါတို့ရှိတယ် အရှိနဲ့အနောက် နေနဲ့ညမတူကြပေမဲ့တို့ပြည်သူတွေရဲ့အပူအတူတူမျှဝေခံစားတို့တွေအားလုံးຫນွေອູ້ກໍອ muir ໄປແກ່ແດ່ຕໍ່ຫຼັນຍີຄີຕົວດ້ວຍວ່າອະນີ້ນາມາສະນີ້ຕາແນ່ສີມິ້ວມີບໍ່ມີຈາຍິນແລ້ວມິດຕາອປຽນແນ່ຕ່ວຍຈင်းດ້ວຍກະບາບໍກະເນຍອະແນ່ເຈແປ່ນຕົວຊິຫນີແດ່ອຈອງຕະດິນກອງປາປຍາສີຊູ້ໃຫຍ່ໃສໄຖ່ຫຼັນໃສຕ່ວຍວີໃສ တိမ်ငယ်စိတ်အဲ့ဒီလိုစိတ်ထားတွေနဲ့အားငယ်မှုဖြစ်တဲ့အခါလုံးဝမမေ့ပါနဲ့ငါတို့မှာငါတို့ရှိပါတယ်ထိန်လင်း31ရက်12လ2021ဒီနေ့ဆရာမလေးဖတ်ပြမယ်စောင်းပါလေးရဲ့ခေါင်းစဉ်လေးရကြတော့နှမ်းစေတိုင်းမှာစီရှိရဲဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်စာပြီးတော့ဖတ်ပြပါမယ်ရှင်နှမ်းစေတိုင်းမှာစီရှိတယ် တခါတရံတတိမမူဂူမပြင်းဆိုတဲ့စကားအတိုင်းကိုပတ်ဝန်းကျင်မှာဘာတွေဖြစ်နေတယ်ဆိုတာတတိလက်လွတ်ဖြစ်တတ်တယ်လို့ကို့အသားထီးမှနာ ကို့တော့ကကြမှာ ပူတက်တဲ့အလေးအထတွေကြောင့်အများနဲ့ထတ်တူမကြဖြစ်တတ်ပါတယ်အတိတရားနေပေါမှုနဲ့ကိုကျင်းစာတရားခေါင်းပေါမှုတွေပါပေါင်းလိုက်ပြီးဆိုရင်တော့တိတဲ့နာတွေမတိလုတ်တဲ့နာတွေမလုတ်ပဲခိအခြေအနေနဲ့ ကင်းကွာလေးမှာ အသေးချပါပဲ1960ပြည့်နှစ်တွေဟာ American ပြည်တော်စုမှာ Elvis Presley ဟာ pop guitar ရဲ့အထွတ်အထိပ်ရောက်ရှိတဲ့ကာလများဖြစ်သလို Barbie အယုတ်စတင်ပေါ်ပေါက်လာပြီးကလေးသူငယ်များအတွက် ရေပန်းစားတဲ့ကာလဖြစ်ပါတယ်။ American နိုင်ငံရေးမှာလည်း Richard Nixon နဲ့ John F Kennedy တို့ရဲ့ရွေးကောက်ပွဲအတွက် စကားစစ်ထိုးပွဲတွေကျူးပါရေးခင်းကြောင့်နိုင်ငံရေးရေချိန်မြင့်တက်နေတဲ့ကာလတွေဖြစ်ပါတယ်။တစ်ဖက်မှာလည်းအာဖရိကနယ်ပွားအမေရိကန်များရဲ့အခွင့်အရေးတောင်းဆိုမှုတွေက အထွတ်အထိပ်ကို ရောက်ရှိခဲ့ပါတယ်။1960ပြည့်နှစ်တွေမှာအမေရိကန်ပြည်ထောင်စုအနှံ့လူမျိုးရေးခွဲခြားဆက်ဆံတဲ့စနစ်ကိုစန့်ကျင်တဲ့ဆန္ဒပြမှုတွေပေါ်ပေါက်လာခဲ့ပါတယ်။ တပိတ်တိုက်ပွဲတွေကိုလည်းနှီးမျိုးစုံနဲ့ဆင်နွှဲခဲ့ကြပါတယ်။သူတို့ကလူမျိုးရေးခွဲခြားကန့်သက်ထားတဲ့ဘတ်စကားတွေကိုမစည်းနှင်းမဲ့နေကြပြီးလူပြူတွေကိုသာရောင်းချတဲ့စတိုးဆိုင်တွေမှာ သူတို့ကိုမရောမှန်းသိပေမဲ့ဆန္ဒထော်ဖုတ်တဲ့အနေနဲ့သွားရောက်ဝယ်ယူကြပါတယ်။ဒါအပြင်တောင်းဆိုချက်တွေပါဝင်တဲ့ဆိုင်းပုံများ စာတမ်းများကင်ဆောင်ပြီးလမ်းမတွေပေါ်ခြိတက်ကြပါတယ်သူတို့က ညီမျှမျှတမှုရှိတဲ့ဥပဒေတွေကို ပြောင်းလဲပြင်ဆင်ဖို့တောင်းဆိုခဲ့ကြပါတယ်။နှစ်ပေါင်းရာချီအောင် ခွဲခြားဆက်ဆံလာခဲ့တဲ့စနစ်ကြီးဟာနေချင်းညချင်းပြောင်းလဲဖို့မလွယ်ပါဘူး။အာဏာပိုင်တွေကဆန္ဒပြသူတွေအခွင့်အရေးတောင်းဆိုသူတွေကို အကြောင်းမျိုးမျိုးပြပြီးအရေးယူတာတွေဖမ်းဆီးတာတွေပြုလုပ်ခဲ့ပါတယ်။ Civil Rights Movement မှာထင်ရှားတဲ့လှုပ်ရှားမှုတစ်ခုက Sit In လို့ခေါ်တဲ့လှုပ်ရှားမှုပါ1960ပြည့်နှစ် February လတရက်နေ့မှာလူမဲကောလိပ်ကျောင်းသား၄ဦးကမြောက်ကယ်ရိုလိုင်းနားပြည်နယ် Greensboro မြို့မှာရှိတဲ့လူပြူတွေအတွက်သာဖွင့်လှစ်ထားတဲ့ store ဆိုင်တစ်ခုရဲ့နေလယ်စာစားတဲ့ counter မှာထိုင်လိုက်ကြပါတယ်အဲ့ဒီဆိုင်ကသူတို့ကိုဧကန်ရောင်းချမှာမဟုတ်မှန်းသိလျက်နဲ့ ွားလျောက်ထိုင်ကြခြင်းဖြစ်ပါတယ်။သူတို့ကကော်ဖီနဲ့ဒိုနတ်မှာကြားပေမဲ့မယောင်းချပဲစိုင်တဲကထွက်သွားဖို့ပဲပြောဆိုခဲ့ပါတယ်။သူတို့၄ဦးကမထွက်ခွာပဲစိုင်ပိတ်ချိန်အထိထိုင်နေခဲ့ကြပါတယ်။အဲ့ဒီ Blarek MCK McNeil Richmond တို့အမည်ရတဲ့လူမဲចောင်းသားတွေက အသားအရောင်ခွဲခြားမှုမညီမျှမှုတို့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို မကြာခဏတိုင်ပင်ဆွေးနွေးကြတဲ့တငယ်ချင်းတွေပါ1955ခုနှစ်မှာဖြစ်ပွားခဲ့တဲ့မတရားမှုတစ်ခုကလည်းသူတို့အတွက်တွန်းအားဖြစ်စေခဲ့ပါတယ် အမှုက1955ခုနှစ်မှာ အသက်14နှစ်ပဲရှိသေးတဲ့လူမဲကလေးငယ်အမတ်သေးကိုလူပြူမင်းကလေးတယောက်ကိုစော်ကားတယ်ဆိုပြီးလူပြူနှစ်ယောက်ကနှင်းပန်းနှိပ်စက်တက်ဖြတ်ခဲ့တဲ့ဖြစ်ရပါ လူမဲကလေးငယ်ကိုတက်ဖြတ်ခဲ့တဲ့အထောက်ထားတွေရှိပါလျက်နဲ့လူပြူဂျူရီလူကြီးတွေက လူသက်သမားတွေမှာအပြစ်မရှိကြောင်းဆုံးဖြတ်ခဲ့ပါတယ် ဒီလိုဖြစ်ရတဲ့ကြောင့်ဒန်းတူအခွင့်ရေးရဖို့သူတို့ကကြိုးပမ်းကြတာဖြစ်ပါတယ်။သူတို့လှုပ်ဆောင်တဲ့ထိုင်တပိတ်သဘောမျိုးဆန္ဒပြခြင်းကိုစစ်အင်လို့ခေါ်ပြီးသူတို့လေဦးကို Greensboro Fall လို့အမည်ပေးခဲ့ကြပါတယ်။ နောက်ရက်မှာလဲသူတို့လေးဦးက တခြားចောင်းသားတွေနဲ့အတူအဲ့ဒီစာရဲ့နေလေစာကောင်တာကိုတွားရောက်ပြီးအစားအသောက်တွေမှာပါတယ်။ထုံးစံအတိုင်းသူတို့ကိုမရောင်းတဲ့အတွက်စိုင်ပိတ်ချိန်အထိထိုင်ကြပြန်ပါတယ်။ တတိယနေ့မှာတော့ចောင်းသားတွေပုံများလာပြီးနေ့လယ်စာ ကောင်တာမှာရှိတဲ့ထိုင်ကုန်တော်တော်များများမှာ နေရာယူထိုင်ခဲ့ကြပါတယ်။တချို့ចောင်းသားတွေက အနီးအနားကတခြားဆိုင်တွေကိုလည်းသွားရောက်ပြီးအလားတူလှုပ်ရှားမှုတွေလုပ်ခဲ့ကြပါတယ်။လေးရက်မြောက်နေမှာသူတို့လှုပ်ရှားမှုတွေလူပြူចောင်းသူ၃ဦးပါဝင်လာခဲ့ပြီး၅ရက်မြောက်မှာတော့ဆန္နာပြចောင်းသားအယောက်၃၀၀လောက်ထိ ဖြစ်လာခဲ့ပါတယ်။ ဒီလိုအင်အားများလာချိန်ပါလူပြူများရဲ့အနိုင်ကျင့်မှုတွေပေါ်ပေါက်လာပါတယ်။စိုက်ထဲမှာရှိတဲ့လူပြူတွေက လောင်ပြောင်တာ၊ရိုင်းရိုင်းဆိုင်ဆိုင်ပြောဆိုတာအနိုင်ကျင့်တာတွေလှုပ်ကြပါတယ်။တချို့ကဆန္ဒပြထိုင်နေကြသူတွေရဲ့အပေါ်အစားအသောက်တွေဖျော်ရည်တွေလောင်းချတာလှုပ်ကြပါတယ်။ဆန္ဒပြလူမဲចောင်းသားတယောက်ရဲ့ကုတ်အင်ကြီးကိုမိရှို့တာမျိုးတောင်ကြုံခဲ့ရပါတယ်။ ။ចောင်းသားတွေက အကျမ်းမဖတ်တဲ့နည်းနဲ့ဆန္ဒပြကြတာဖြစ်လို့သူတို့ကိုအနိုင်ကျင့်တာတွေတုံ့ပြန်ရန်ပြုတာတွေမလုပ်ကြပါဘူး။ဒါပေမဲ့သတင်းဌာနတွေကဒီသတင်းတွေကိုအလေးထားဖော်ပြခဲ့တာကြောင့်တခြားသော အရက်ဒေသတွေကပါ သိရှိသွားပါတော့တယ်။အဲ့ဒီနောက်ဒီလိုဆန္ဒပြမှုမျိုး တိုင်းပြည်အတွင်းကမျိုးပေါင်းတရာကျော်မှ ပေါ်ပေါက်လာခဲ့ပါတယ်။ အတလန်တာမြို့မှာလည်းမာတင်ဒူတာကင်းတဲ့အဖွဲ့ကစစ်အင်လှုပ်ရှားမှုလှုပ်ဆောင်ခဲ့ကြပြီးအာနာပိုင်တွေရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ဒီလိုလှုပ်ရှားမှုတွေကြောင့်တလကျော်ကြာတဲ့အခါလူပြူတွေအတွက်သာရောင်းချခဲ့ကြတဲ့တချို့နေလယ်စာရောင်းတဲ့နေရာတွေကအာဖရိကနယ်ပွားများအတွက်နေလယ်စာရောင်းချပေးတာတွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။နန်းတလုံးနဲ့စီမဖြစ်ဘူးဆိုတာ နှမ်းစေတိုင်းမှာရှိနေတဲ့အစွမ်းနဲ့ဂုံတက်တိတွေကိုအထင်သေးတဲ့သဘောဖြစ်ပါတယ်။တစေချင်းရှိတဲ့နှမ်းတွေပေါင်းလိုက်လို့နှမ်းစည်းဆိုပြီးဖြစ်လာတာပါ။ကိုဟာနှမ်းတစေဖြစ်တယ်ဆိုရင်တော့ဂုံတက်တိပြေွားတဲ့တန်းတစေဖြစ်တယ်လို့ယုံကြည်လိုက်ပါ။လုံးဝမမေ့ပါနဲ့ငါတို့မှာငါတို့ရှိပါတယ်။တရက်12လ2021နောက်ထပ်တပုတ်ကိုဆရာမလေးက ထပ်မံဖက်ပြသွားမှာဖြစ်ပါတယ်။နောက်တစ်ပုဒ်ကတော့နေရာဝေးလဲအတူတူတဲ့။နေရာဝေးလဲအတူတူ အရှိအနောက်အရက်မျက်နှာတွေကွဲပြားနေပါစေ။မိုင်းတွေထောင်ချီပြီးဝေးကွာနေပါစေ။တော်လန်ရေးနဲ့အတွေးခေါ်ယူဆဆက်ဆက်မှုတွေရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာပေါ်ပေါက်ခဲ့တဲ့အသားရောင်ခွဲခြားမှုစန့်ကျင်ရေးဒေါ်လန်ရေးကြီးကအင်ရိယမျိုးသားကောင်းဆောင် မဟတ်တမဂန်ဒီရဲ့နီးနာတွေကိုနမူနာယူခဲ့သလိုမဟတ်တမဂန်ဒီကလည်းအမေရိကန်စာရေးဆရာအတွေ့အော်ပညာရှင်ဟင်နရီဒေးဗစ်သရိုးရဲ့အယူဆတွေကိုနှစ်သက်ခဲ့သူဖြစ်ပါတယ်။အကျမ်းမဖတ်တဲ့ဆန္ဒပြမှုတွေနဲ့ကဘာကျော်ခဲ့တဲ့ဂန္ဒီရဲ့အန်တုဖီဆန်မှုတွေက သူ့ရဲ့တောင်အာဖရိကခီးစဉ်မှာစတင်ခဲ့တာဖြစ်ပါတယ်။အင်္ဂလန်မှာပညာသင်ကြားခဲ့တဲ့ဂန္ဒီကရှေ့နေအဖြစ်ဆောင်ရွက်ဖို့တောင်အာဖရိကနိုင်ငံကိုထွက်ခွာခဲ့ပါတယ်။တောင်အာဖရိကနိုင်ငံကလူမျိုးတွေအုပ်စိုးထားတဲ့တိုင်းပြည်ဖြစ်ပြီးလူမျိုးမဟုတ်သူများအပေါ်ခွဲခြားဆက်ဆံတဲ့အချိန်ဖြစ်ပါတယ်။ဂန္ဒီအဖို့အဲ့ဒီကို ရောက်ရောက်ချင်းခွဲခြားဆက်ဆံမှုမျိုးစုံခံခဲ့ရပါတယ်။ ရထက်လုံးစီးတဲ့အခါဥရောပသားတွေနဲ့အတူမထိုင်ရပဲကျန်းပြင်ပေါ်ဆင်းထိုင်ခိုင်းတာကို မလိုက်နာလို့ဝိုင်းဝန်းရိုက်နှက်တာသမရဟောင်းတယောက်ပေါ်ခါကာရဲ့နေအိမ်အနီးလမ်းလျှောက်လို့ဆိုပြီးမြောင်းတဲကိုကန်ချခဲ့တာခဲနဲ့အပေါက်ခံခဲ့ရတာတွေခံခဲ့ရပါတယ် မိရထားစင်းနေတဲ့အခါပထမရန်လက်မှတ်ဝဲထားပေမဲ့လူပြူမဟုတ်လို့တတိယရန်ကိုပြောင်းစီခိုင်းတာကို မလိုက်နာလို့ယထားပေါ်ကဆွဲချတာလဲခံခဲ့ရပါတယ်။ဒီလိုခွဲကြဆက်ဆံတာတွေကို ခံရပြီးအိန္ဒြိယကိုပြန်မလာအန်တုစန့်ကျင်ပြီးအခွင့်အရေးတောင်းဆိုမလားလို့ဆုံးဖြတ်ရမယ့်အခြေအနေရောက်လာတဲ့အခါဂန္ဒီကဆန္ဒဖော်ထုတ်အရေးဆိုဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ။ဒါကြောင့်တောင်အာဖရိကနိုင်ငံမှာနှစ်ပေါင်း20လောက်နေထိုင်ပြီးခွဲခြားဆက်ဆံမှုတွေကိုစန့်ကျင်ခဲ့သလိုအကြိမ်ကြိမ်အဖမ်းခံရအကျဉ်းချခံခဲ့ရပါတယ်။အကျဉ်းချခံရစဉ်အတွင်း American စာရေးဆရာအတွေးခေါ်ပညာရှင် Henry David Thoreau ရဲ့ Essay တစ်ပုဒ်ကိုဂန်နီဖတ်လိုက်ရပါတယ်။ Essay ရဲ့အမည်ကအာနာဖီဆန်ခြင်း Silver Disobedience ဖြစ်ပါတယ်။ အစိုးရကိုဆောင်ရမယ့်အခွန်မဆောင်လို့အကျဉ်းချခံရတဲ့နောက်ရေးသားခဲ့တဲ့အစီပါဒေးဗစ်သရိုးကကျွန်စနစ်တိုက်ဖြတ်ရေးကိုကြိုးပမ်းတဲ့အနေနဲ့အစိုးရကို အခွန်မဆောင်ဘဲစန့်ကျင်သူဖြစ်ပါတယ်သူကပြည်သူလူထုအနေနဲ့မတရားတဲ့ဥပဒေတွေကို ချိုးဖောက်ပြီးဆန္ဒပြသင့်တယ်အဲ့ဒီလိုလုပ်လို့အကျဉ်းချရင်တော့ခံသင့်တယ်လို့ယုံကြည်ပါတယ် အရာခတ်သိန်းကို မတရားသဖြင့်အကျဉ်းချထားတဲ့အစိုးရရဲ့အောက်မှာတရားမျှတမှုကိုမျက်နှိုးသူတယောက်အတွက်နေရာမှန်ကအကျဉ်းတောင်ဖြစ်တယ်လို့ဒေးဗစ်သူရိုးကဆိုပါတယ်ဒေးဗစ်ဒရိုးရဲ့အာနာဖီဇန်မှုစိတ်ကူးယူဆကိုဂန်ဒီကနှစ်ချိုက်တာကြောင့်ဆက်တာဂရဟလို့ခေါ်တဲ့အကြမ်းမဖက်လှုပ်ရှားမှုတွေကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 1914ခုနှစ်တောင်အာဖရိကကနေအိန္ဒိယကို ပြန်ရောက်တဲ့အခါသူ့မွေးရမြေကပြဿနာ3ရပ်နဲ့ရင်ဆိုင်နေရပါတယ်။အဲ့ဒီပြဿနာ3ရပ်ကအင်္ဂလိပ်ရဲ့ကိုလိုနီဖြစ်နေတာဘာသာရေးပြိပက္ခဖြစ်နေတာနဲ့ဇက်အနေအမြင့်ခွဲခြားမှု ပြဿနာတို့ဖြစ်ပါတယ်။ဒီပြဿနာတွေကိုဂန်နီကအကြမ်းမဖက်တဲ့နှီးပေါင်းစုံနဲ့ကြော်ဖြတ်ခဲ့ပါတယ်။ ဂန်နီရဲ့နီလန်းတွေကိုလေ့လာပြီးအသားရောင်ခွဲခြားမှုစန့်ကျင်ရေးမှာအတုံးချသူကအမေရိကန်ပြည်ထောင်စုရှီကာဂိုတက္ကသိုလ်ကလူမဲចောင်းသားခေါင်းဆောင်ဂျိမ်းစ်ဖာမာဖြစ်ပါတယ်။သူကတော့1960ပြည့်နှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ Greensboro စစ်အင်လှုပ်ရှားမှုရဲ့ရှေ့ပြေးလှုပ်ရှားမှုကိုစတင်ခဲ့သူဖြစ်ပါတယ်။ သူကဂန်နီရဲ့နီလန်းတွေကို ကောလိပ်မှာလေ့လာခဲ့ရပြီးကိုရိုင်းကျင့်သုံးခြင်းခဲ့သူဖြစ်ပါတယ်။ဂျိမ်းဖာမာကရှီကာဂိုတက္ကသိုလ်မှာလူမျိုးရေးတန်းတူမှုအတွက်လူမျိုးပေါင်းစုံတက္ကသိုလ်ကျောင်းသားတွေပါဝင်ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုရဲ့တည်ထောင်သူတူဦးဖြစ်ပါတယ်။1942ခုနှစ်အတွင်းဒီအဖွဲ့ကကော်ဖီဆိုင်တစ်ခုမှာစစ်အင်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။အရင်ဆုံး ဂျိန်းဖာမာကအဲ့ဒီဆိုင်ကိုသွားပြီးအခြေအနေကိုလေ့လာပါဗါတယ်အဲ့ဒီဆိုင်မှာလုတ်ကင်နေကြတဲ့လူပြူအလုသမားတွေက လာရောက်စားတောက်တဲ့လူမဲတွေကို အကြာကြီးထိုင်ဆောင်စေတာ လူပြူတွေကိုငားပြားနဲ့ရောင်းချတဲ့ဒိုးနတ်ကို လူမဲတွေကဒေါ်လာနဲ့ပေးဝယ်ရတာတွေတွေ့ခဲ့ရပါဗါတယ် ဂျင်းဖာမာတို့အဖွဲ့ကဖစ်အင်လှူရှားမှုလှုပ်ဆောင်တဲ့အခါကော်ဖီဆိုင်မန်နေဂျာကရဲကိုခေါ်ပြီးအေးအေးယူဖို့လုပ်ပေမဲ့သူတို့ကဆက်ထိုင်ခဲ့ကြတာကြောင့်နောက်ဆုံးမှာသူတို့ကို ရောင်းချဲ့ခံခဲ့ရပါတယ်။အဲ့ဒီနောက်တခြားဖစ်အင်လှူရှားမှုအငယ်စားတွေပေါ်ပေါက်ခဲ့ပါတယ်။ ဒီဖြစ်ရဲ့အားလုံးကိုကြည့်လိုက်မယ်ဆိုရင်လှုပ်ရှားမှုတရက်ကနိုင်ငံရက်ချားမှာဖြစ်ခဲ့တယ်ဆိုရင်တော့အဲ့ဒီနေရာနဲ့ဝေးလံတဲ့ဒေတာကလူတွေသိနိုင်တဲ့အယူအဆတွေလက်ဆင့်ကမ်းနိုင်လို့စိတ်သက်သာတဲ့ရှိနေသူတွေက နေရာတိုင်းမှာရှိနေနိုင်တယ်လို့ယူဆနိုင်ပါတယ်။ဒါကြောင့်ကိုနဲ့အတူ ကိုလိုလူတွေရှိနေမယ်လို့ယုံကြည်ထားရပါမယ်။ယုံကြည်တဲ့အတိုင်းလဲပန်းနိုင်သည့်ဆက်လျှောက်ရပါမယ်။မမေ့ပါနဲ့။ ငါတို့မှာငါတို့ရှိပါတယ်၈ရက်12လ2021ဒီနေ့ကတော့ဆရာမလေးကစောင်းမနှပုတ်ကိုဖတ်ပြသွားတာဖြစ်ပါတယ်အပတ်စဉ်အင်္ဂါသာသာပရိသတိတိများမှာဆရာမလေးရဲ့စာဖတ်မဲ့စီစဉ်လေးကနေပြီးတော့ငါတို့မှာငါတို့ရှိရဲဆိုတဲ့စာအုပ်လေးရဲ့စောင်းမလေးတွေကိုဆက်လက်ဖတ်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့စောင့်မျှော်ကြည့်ရှုပါဦးလို့ပြောကြလိုပါတယ်အားလုံးကိုကျေးဇူးများဤတင်ပါတယ်ရှင်